မြန်မာပါဝင်အာရှ၁၀နိုင်ငံကိုပြည်ဝင်ဝင်ပေးလိုက်တော့မယ်အမေရိကန်အားလုံးပဲမင်္ဂလာပါဘက်ကန်အင်တာတိန်မန့် channel ကနေကြိုဆိုပါရစေဒီနိုင်ငံတွေဟာအမေရိကန်နဲ့ဆက်ဖြစ်နေတာမဟုတ်တလို့အမေရိကန်ကိုတိုက်ခိုက်နေတာလည်းမဟုတ်ပါဘူးဒါပေမဲ့နိုင်ငံခြားသားတယောက်ပြီးတယောက်ဟာအမေရိကန်နိုင်ငံထဲကိုဝင်ဖို့တကားပိတ်ခံထားရပြီးဗီဇာညှင်းပယ်ခံရခြင်းဝင်ရောက်ခွင့်ညှင်းဆန်ခံရခြင်းပြင်ဘာကြောင့်ပြကြမှာမရှိဘဲနဲ့မူဝါဒတွေပိတ်ပင်တားဆီးမှုလုပ်ခံခဲ့ရတာပါဒါဆိုတော့ဒီနိုင်ငံတွေကိုအမေရိကန်နိုင်ငံထံအဝင်မခံခဲ့တာဟာဘာကြောင့်များဖြစ်နေမလဲသူတို့ကိုကြောက်လို့လား နိုင်ငံရေးရှုပ်ထွေးရေးကြောင့်လားဒါမှမဟုတ်ပိုနယ်ရှားနဲ့အကြောင်းအရာတစ်ခုကြောင့်လားအခုပြောပြမယ့်ဆယ်နိုင်ငံထဲကတချို့ကအမေရိကန်အထက်မဟာမိတ်နိုင်ငံတွေဖြစ်ပြီးတချို့ကတော့ရေရှည်ရန်သူတွေဖြစ်ပါတယ်ဒါပေမဲ့တူညီတဲ့ချက်တစ်ခုကထရမ့်အစိုးရဟာဒီနိုင်ငံအားလုံးကိုအမေရိကန်အတွင်းဝင်ရောက်ခွင့်ပေးပင်တော့မှဖြစ်ပါတယ် ဒါဆိုရင်တော့ဗေနံငံတွေကဘလို့ကြောင်းရတဲ့ကြောင်းဝင်ခွေပဲ့ခံရသလဲကြည့်လိုက်ကြရအောင်ပါ။နံပါတ်1အီရန်ကျောင်းသားတွေဇယံဝင်နေတဲ့အင်ဂျင်နီယာတွေဟာနိုင်ငံအတွက်ချိန်ချောင်းမှုတစ်ခုဖြစ်နိုင်မယ်လို့တော့ဘယ်သူမှမထင်ပါဘူး။ဒါပေမဲ့အဲ့ဒီလူတွေဟာအီရန်နိုင်ငံသားဖြစ်နေမယ်ဆိုရင်ဖြစ်နိုင်တာကထရမ့်ရဲ့တမရတတ်တန်းတွေမှာအမေရိကန်ကိုသွားမဲ့လေရင်ပေါ့ကိုတက်ခွင့်တော့ရမှာမဟုတ်ပါဘူး။2019ခုနှစ်မှာအမှုဆောင်မေ13980ရာအီရန်လူမျိုးများစုကိုအမေရိကန်တွင်ဝင်ရောက်ခွင့်ပေးပင်လိုက်ပြီးရွှေပြောင်းနေထိုင်ခွင့်ဗီဇာအလွတ်လွတ်ခွင့်ဗီဇာ ိသားစုပြန်လည်ဆုံးစည်းခွင့်လည်းမပေးတော့ဘဲနဲ့ရှားပါတဲ့ခြွင်းချက်တချို့ကိုသာခွင့်ပြုခဲ့ပါတယ်။အီရန်ဗီဇာလျှောက်လာ2800ကျော်ကိုတနေ့အတွင်းမှာပဲညှင်းပယ်ခဲ့ပြီးဒီအကြောင်းရင်းကတော့တရားဝင်အဖြစ်အမျိုးသားလုံခြုံရေး NDA ကြောင့်မှာဒါမဲ့အီရန်ဟာပြည်ဝင်ခွင့်ပိတ်ခံလာရတဲ့တခုတည်းသောနိုင်ငံမဟုတ်ပါဘူး။နမနေစီးရီးယားဇီးရားနိုင်ငံမှာအိမ်နေပျက်စီးမြို့တွေပြိုကျပြီးမိသားစုတွေဘေးလွတ်ရာကိုထွက်ပြေးနေကြကြပါတယ်။တဲ့အနေနဲ့သူတို့ကတနေရာရာမှာလုံခြုံစွာနဲ့ကြိုဆိုချင်းခံရမယ်လို့ထင်ကောင်းထင်နေပါလိမ့်မယ်။ ိတ်တုတ်ကတေရီယာစီးရားနိုင်ငံသားတူဆိုရင်အမေရိကန်ကိုဝင်ရောက်ခွင့်မရပါဘူး။သမ္မတထရန့်ရဲ့အုပ်ချုပ်မှုအောက်မှာစီးရားနိုင်ငံသားတွေဟာအတဲမှဆုံးပိတ်ပင်တားဆီးမှုတွေကိုရင်ဆိုင်နေရပါတယ်။ခီးတော်လာခွေပိတ်ပင်မှုအောက်ဝင်ခွင့်ရနိုင်တဲ့နီလန်အားလုံးနှိပါကိုဖျက်ထောက်ခဲ့ပြီးဒုက္ခတွေခီးသွားတွေစီးပွားရေးလုပ်ငန်းတွေလာရောက်သူတွေထိပါဝင်ပါတယ်2018ခုနှစ်တနေ့ထဲမှာနေစီးရီးယားဗီဇာလျှောက်လာမှုပေါင်း1000ကျော် ပယ်ချခံခဲ့ရပါတယ်။ဆီးရီးယားဟာစစ်ပွဲအိမ်နဲ့မတည်ငြိမ်မှုတွေနဲ့ဗဟိုချက်ဖြစ်ခဲ့တာကြားပါပြီ။ဒါပေမဲ့လည်းဒီတိုက်ပွဲတွေကြောင့်ဒီတသက်မဟုတ်ပဲအမေရိကန်ဘက်ကလည်းအန်ဒီယေကနေလွတ်မြောက်ဖို့ကြိုးစားနေသူတွေကလေးတွေနဲ့ခိုလုံခွင့်ရောက်ဖို့မျှော်လင့်နေတဲ့မိသားစုတွေကိုနိုင်ငံတည်းဝင်ခွင့်မပေးဘဲနဲ့နေဆက်မှာနေပိတ်ထားခံလိုက်ရပါတယ်။ဒီလိုနဲ့ပဲနေဆက်မှာပိတ်မိနေတဲ့ဒုက္ခသည်တွေကမျှော်လင့်ချက်ကုန်ဆုံးနေကြပြီးလုံခြုံမှုဆိုတော့လူတချို့ပဲတက်နေတဲ့ဇင်ကံပြည်စည်းတစ်ခုဖြစ်လွတ်လာခဲ့ပါတယ်။နံပါတ်3ရီမန်သူတို့ဟာဘုံတွေအငက်ဘေးတွေ ယောဂဗယတွေကနေလွတ်မြောက်ဖို့အသက်ရှင်ဖို့အကွင့်လန်းတစ်ခုကိုမျှော်လင့်ပြီးတော့ထွက်ပြေးလာခဲ့ကြတာပါ။ဒါပေမဲ့သူတို့နိုင်ငံကူးလက်မှတ်မှောင်ရီမင်းလိုပါရင်အဖေကအမြင့်လိုလိုဝင်ခွင့်မရှိပါဘူးဆိုတာပါပဲ။ဒီလိုတွေဘလောက်တောင်ခက်ခက်ခဲခဲရောက်လာခဲ့တယ်လဲဆိုရင်မိုင်းဝေါများစွာခြေလျင်လျှောက်ခဲ့ရတောင်တွေကိုကျော်ခဲ့ရစစ်စုံတွေကိုဖျက်ခဲ့ရပြီးရနောက်ဆုံးအမေရိကန်နိုင်ငံအဝန်းကိုရောက်လာကဝင်ခွင့်မရဘူးလို့ပြောကန်ခဲ့ရပါတယ်။ Trump ဆိုရလက်ထက်မှာရီမင်းဟာခီးသွားလာခဲ့ပိတ်ပင်ခံရဆုံးအစိုးရသောတရားမှုခံခဲ့ရတဲ့နိုင်ငံတွေတဲကတစ်ခုဖြစ်ပြီး ဒီမူဝါဒဟာဝင်ခွင့်ကိုတင်းကျပ်ရုံသက်သက်မဟုတ်ဘဲနဲ့ဝင်လာမဲ့တကားကိုပါအပြစ်ပိတ်လိုက်တာပါတင်းတင်းထဲမှာရေမင်းနိုင်ငံသား3000ကျော်ရဲ့ဗီဇာလျှောက်ထားမှုတွေပဲချခံရပြီးအတီပီပီသားမိသားစုဝင်တွေအတွက်လျှောက်ထားမှုတွေလေယောက်ကြားတွေဇနီးမယားတွေကလေးတွေအားလေဘလူးဆက်လို့ရမှမသိနှစ်ပေါင်းများစွာစောင့်ဆိုင်းနေကြရပါတယ်ရေမင်းဟာစစ်ပွဲကိုသာမကကပအစိုးရသောလူသားချင်းစာနာထောက်ထားမှုအကြက်တဲတစ်ခုတည်းကတစ်ခုကိုရင်ဆိုင်နေရပါတယ် ကုလသမဂ္ဂရဲ့အဆိုအရလူပေါင်း20တန်းကျော်ကအကူအညီလိုအပ်နေပါတယ်။ဒါပေမဲ့အများပြားကထွက်ပြေးလို့မရ။အမေရိကန်မှာရှိတဲ့ဆွေမျိုးတွေနဲ့ပေါင်းစည်းလို့မရခဲ့ပါဘူး။ဒေါက10စက္ကန့်နေမှာမွေးဖွားလာတဲ့ကလေးငယ်တွေတောင်ပိတ်မိနေခဲ့ပါတယ်။နံပါတ်၄မြောက်ကိုရီးယားအင်တာနက်မရှိဘဲလွတ်လပ်စွာပြောဆိုရင်တော့အသက်ဆုံးရှုံးနိုင်တဲ့နေရာတစ်ခုကိုခန့်မှန်းကြည့်တာပါ။အဲ့နိုင်ငံကနေနိုင်ငံကူးလက်မှတ်ကင်ပြီးတော့အမေရိကန်ပြည်ထောင်စုကိုခြေချဖို့ကြိုးစားနေတဲ့သူရှိတယ်ဆိုရင်အဲ့ဒီလူကလည်းနိုင်ငံပြောင်းလာသူဖြစ်ဖြစ်ကြောင်းသားပဲဖြစ်ဖြစ်ခေလုံခွဲတောင်းသူဖြစ်ဖြစ်ဘယ်လိုလူမျိုးပဲဖြစ်နေပါစေဝင်ခွင့်ရမှာမဟုတ်ပါဘူး။ 2019ခုနှစ်မှာမြောက်ကိုရီးယားကိုအမေရိကန်ရဲ့ခီးသွွားလောက်ကပိတ်ပင်တဲ့စီးနှဲကိုထည့်သွင်းခဲ့ပြီးတရားဝင်အကြောင်းပြချက်ကတော့အမျိုးသားလုံခြုံရေးစိုးရိမ်မှုတွေကြောင့်မှဒီနေရာမှာမေးစရာရှိတာကမြောက်ကိုရီးယားနိုင်ငံသားတွေကဘယ်သူမှလွတ်လပ်စွာပြည်ပကိုသွားလောက်ခွင့်မရှိကြပါဘူး။ဒါဆိုရင်သူတို့ကိုဘာကြောင့်တတ်တတ်ကြီးဝင်ခွင့်ပိတ်ခဲ့ရသလဲဆိုတဲ့မေးခွန်းပါ။ဒီမေးခွန်းကိုပြန်ပြရမယ်ဆိုတော့ထွက်လာသူတွေရှိလို့ပါ။လူရီးယားမြောက်ကိုရီးယားကလည်းဘယ်သူမှမထွက်ပြေးဘူးလို့ထင်ကြပေမဲ့ဘီသူများပြားကလည်းအချိန်နဲ့မျှထွက်ပြေးဖို့ကြိုးစားကြပါတယ်။သူတို့ကတရုတ်နိုင်ငံတည်းကိုဖျက်ချော်ပြီးတော့အရှိတော်အာရှကို ဖျက်ရှောက်ဖို့နဲ့ပိုလိုညွှန်တဲ့နေရာကိုရောက်ဖို့သူတို့ရဲ့တပ်ကူမင်းငဲမခွက်ပဲစွန်းစားကြပါတယ်။အဲ့ထက်ကအနေငယ်တော်သူတွေရောအမေရိကန်ကိုရောက်လာကြတာပါ။ဒါပေမဲ့ဒီလူတွေဘာဖြစ်ခဲ့တယ်လဲသိပါလား။အမေရိကန်ကမင်းတို့ကိုမကြိုးစားဘူးဆိုတဲ့စကားတစ်ခုမှပြောခဲ့ရပါတယ်။ဒါကြောင့်မဲကျွန်တော်မေးကြည့်ချင်တဲ့မိကုံးကလွတ်လပ်မှုဆိုတာတကယ်ရှိတယ်ဆိုရင်ဘာကြောင့်အလိုအဆုံးသူတွေတော်တော်မရနိုင်ရတာလဲ။ နံပါတ်5အီရန်အီရန်နိုင်ငံသားတွေဟာအမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ယူနီဖောင်းကိုဝတ်ဆင်ပြီးတော့အမေရိကန်စစ်သားတွေနဲ့တူရက်တီကမာမေးဖွဲ့ဝင်တွေအတွက်သူတို့ရဲ့အသက်ကိုပါစတေးခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့နိုင်ငံကူးလက်မှတ်မှာအီရန်လိုပါနေရင်တော့အမေရိကန်ပြည်ဝင်ခွင့်ဘာအမှခံကြမှာပေးမှာမဟုတ်ပါဘူး။အမေရိကတပ်ဖွဲ့တွေကိုကူညီဖို့အသက်ကိုယ်တော်မှစတေးခဲ့ကြတဲ့အီရတ်လူမျိုးတွေဘယ်လောက်များလဲဆိုတာသိမယ်ဆိုရင်သင်အံ့ဩသွားပါလိမ့်မယ်။စကပြန်ဒီလမ်းပြတွေကန်ထရိုက်တာတွေအများကြီးပါ။ သူတို့မရှိရင်မရှင်တော်တော်များများပြစည်းသွားနိုင်ပါတယ်ဒါပေမဲ့သူတို့အကာအကွယ်တောင်းခံဖို့အလှည့်ရောက်လာတဲ့ခါမှာညင်းပယ်ခြင်းကိုခံခဲ့ရပါတယ်2018ခုနှစ်မှာအီရတ်ကိုမူလခီးသွားလောက်ကပြိပင်ခံထားတဲ့စီးရင်ထဲမှာထည့်သွင်းခဲ့ပြီးအန်ဒီရဲ့များလေလိုသတ်မှတ်ထားတဲ့နိုင်ငံစီးရင်တွေကိုထည့်ခဲ့ပါတယ် ဒါပေမဲ့လက်တုံ့ပြန်မှုကချက်ချင်းပြင်းထန်ခဲ့တာကြောင့်အမေရိကန်ကအီရတ်ကိုအဲ့ဒီစီးရင်ထက်ကနေရဲတပ်တစ်ပတ်အနေငယ်ကြသွားဖေရှားပေးခဲ့ရပါတယ်။ဒါပေမဲ့အခြေအနေတွေပုံမှန်ပြည့်ပြည့်သွားပြီလို့မဆိုလိုပါဘူး။ဖေရှားခံရပြီးတဲ့နောက်မှာတော့အီရတ်နိုင်ငံသားရှောက်ထားသူတွေဟာအင်မတန်တိကျတဲ့စစ်ဆေးမှုတွေခံခဲ့ရပါတယ်။ဗီဇာခွင့်ပြုချက်တွေကအကြီးအကျယ်ကျဆင်းသွားခဲ့ပြီးအချို့မျိုးစားတွေမှာငင်းပယ်ခံရတဲ့နှုန်းကနှက်ဆတာဖြစ်သွားပါတယ်။အမေရိကန်ကိုကူညီခဲ့တဲ့သူတွေအတွက်အထူးယူရထားတဲ့အထူးရွှေ့ပြောင်းနေထိုင်ခွင့်ဗီဇာအစီအစဉ်တွေကိုအရေးချင်းပြည်မီတဲ့အီရတ်လူမျိုးများပြားကဘလို့ပြေမမရပဲ ်ဘယ်ကိုထွက်ပေါက်ရှာရမှန်းမသိဘဲနဲ့ပြိမိနေကြပါတယ်အဲ့ဒီထဲကတချို့ဟာအမေရိကန်တွေနဲ့အလွတ်လွတ်ခဲ့လို့ဆိုပြီးအစွန်ရောက်တွေရဲ့လိုက်လံတက်ပြတ်တာတွေကိုခံနေရတာဟာအသေးကွဲစရာအကောင်းဆုံးအပိုင်းမှာပဲစကားပြန်တဲ့ဟာကျွန်တော်အမေရိကန်ရဲ့အသက်ကိုကဲခဲ့ပါတယ်အခုတော့ဘယ်သူကမှကျွန်တော်ကဲမှာမဟုတ်ပါဘူးဆိုပြီးတော့ပြောခဲ့ပါတယ်တင်ကောက်ခဲ့ဖို့ကူညီခဲ့တဲ့နိုင်ငံကတင့်ကိုပြန်ပြီးတော့မကောက်ွယ်ပေးတဲ့ခါမှာတင်းအနေနဲ့ဘလို့လုံးမလဲအမေရိကန်မှာမိသားစုတွေရှိတဲ့ဣရိုက်လူမျိုးတွေအတွက်တော့မှပြန်လည်ပေါင်းစည်းရေးဟာနှေးကွေးသွားပြီးမသေးချာတော့တဲ့လုပ်ငန်းစဉ်တခုဖြစ်လာပါတယ် နံပါတ်6ပါကစ္စတန်ပါကစ္စတန်ကိုတော့တရားဝင်တားမြစ်ထားတာမဟုတ်ပါဘူး။ဒါပေမဲ့သင်ရောပါကစ္စတန်ကနေအမေရိကန်ကိုလာမယ်ဆိုရင်သွားလာဖို့နှောင့်နှေးနေတာတွေရှောက်လာတင်တဲ့အခါမှာလည်းအကြောင်းရင်းမရှိညှိပယ်ခံရတာတွေတည်တည်ကြကြဖြည့်ရှင်းချက်မပေးခံရတာတွေကြုံရမှာပါ။ထရမ့်ခင်ရဲ့လူဝင်မှုကြီးကြပ်ရေးတင်းကြပ်မှုအောက်မှာပါကစ္စတန်လူမျိုးဘလောက်များများတိတိစိချန်လန့်ခံခဲ့ရတယ်တင်းတိမယ်ဆိုရင်အံ့ဩသွားပါလိမ့်မယ်။နောက်တော့18ခုနှစ်မှာအမေရိကန်နိုင်ငံသားကြီးဌာနကဗီဇာဝန်ဆောင်မှုတွေကိုပါကစ္စတန်ရရှိတွေအတွက်ရပ်စားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတခုတည်းပြောင်းလဲသွားတာမဟုတ်ပါဘူး။နောက်ကန်စစ်ဆေးမှုတွေပိုကြလာပြီး ဗီဇာအင်တာဗျူးတွေပို့ခတ်လာပါတယ်။ထောင်နဲ့ချီတဲရှောက်လာတွေကိုရက်တန့်ထားခဲ့ပြီးရောင်းသားတွေအလုပ်သမားတွေလာရောက်လည်ပတ်တဲ့ဆွေမျိုးတွေတောင်မကြံ့ပါဘူး။အမေရိကန်တက္ကသိုလ်တို့ကမှပညာသင်ဆုအပြည့်ဝရထားတဲ့ကျောင်းသားတယောက်ကိုနောက်နှစ်မှပြန်လျှောက်ပါလို့ပြောခဲ့ပြီးအဲ့ဒီအချိန်မှာတော့ပညာသင်ဆုကပျောက်သွားပါပြီ။ဒါလူတို့ချင်းစီကိုပဲတက်ရောက်တာမဟုတ်ပါဘူး။2018ခုနှစ်မှာအမေရိကန်နဲ့ပါကစ္စတန်တို့ စည်းရေးကူညီကိုဒေါ်လာ1ဘီလီယံကျော်လျှော့ချခဲ့ပြီးတော့အကြမ်းဖက်တိုက်ဖျက်ရေးကြိုးပမ်းမှုတွေနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေကြောင့်လို့ဆိုပါတယ်။တန်တမာရေးအေးဆက်မှုအားလူဝင်မှုကြီးကြပ်ရေးအထိပြန့်နှံ့သွားပြီးတော့ပုံမှန်ခီးသွားလာမှုကိုရှုပ်ထွေးနေတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပြောင်းလဲပြစ်ခဲ့ပါတယ်။နံပါတ်9 အာဖဂန်နစ္စတန်အာဖဂန်နစ္စတန်ရောအမေရိကန်ကတိကဝတ်တွေကိုယုံကြည်ခဲ့ကြပြီးအမေရိကန်တပ်ဖွဲ့တွေနဲ့တူတိုက်ခိုက်ခဲ့ကြပါတယ်ဒါပေမဲ့အချိန်ကြာရောက်လာတဲ့အခါမှာအာဖဂန်နစ္စတန်ပြည်သူတွေကအမေရိကန်လက်လူရှိချင်းကိုပဲခံခဲ့ရပါတယ်အာဖဂန်နစ္စတန်ကလူတွေကအမေရိကန်ကိုယုံကြည်ခဲ့ကြပြီးတပ်ဖွဲ့တွေကိုကူညီခဲ့ကြသလိုကျောင်းနေလည်းတိစောက်ခဲ့ကြကဒီမိုကရေစီအတွက်ကြိုးစားဖို့တော်မှာ NDA များတဲ့အချိန်မှာယက်တီခဲ့ကြပါတယ်။ဒါပေမဲ့တည်ရနိုင်ငံကူးလက်မှာအာဖဂန်နစ္စတန်ပါနေတော့တေချာပေါ့အမေရိကန်နိုင်ငံတွေဝင်ဖို့ညှင်းခံရမှာဖြစ်ပါတယ်။ အာဖဂန်လူမျိုးဘလောက်များများကဇက်ကပြန်တွေအင်ဂျင်နီယာတွေသတင်းထောက်တွေငင်းကျဲလှုပ်သားတွေဖြစ်တဲ့အမေရိကန်နဲ့တူရက်တီဖို့သူတို့ရဲ့အတက်ကိုစတိခဲ့ကြလဲဆိုတာသိရင်တင်အောင်တော့ပါလိမ့်မယ်ဒီလိုလှုပ်ပေးခဲ့တဲ့အတွက်တစ်ချိန်မှလုံးဂျုံရာကိုရောက်ဖို့ပြန်ရောပေးမယ်ဆိုတဲ့ကိစ္စတစ်ခုကိုလက်ခံခဲ့ရပါတယ်ဒါပေမဲ့2021ခုနှစ်မှာတာလီဘန်တွေပြန်လည်အင်အားကောင်းလာပြီးအခြေအနေတွေရှုပ်ထွေးတဲ့အခါမှာ အဲဒီကိရိယာထောင်ထဲချီတဲ့လူတွေအတွက်ပျက်စီးသွားပြီးတော့အမေရိကန်တပ်ဖွဲ့တွေကိုကူညီခဲ့တဲ့သူတွေကိုကောက်ခဲ့ဖို့အထူးရွှေ့ပြောင်းနေထိုင်ခွင့်ပီဇာအစီအစဉ် SIP ကိုရွေးထားတာပါဒါမဲ့လည်းလူအများပြားလျှောက်ထားခြင်းမှာအဲဒီစနေဟာဝင်ပြနေပါတယ်ထောင်ထဲချီတဲ့လူတွေကနှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ကြရပြီးတချို့ကပုန်းရှောင်နေတုန်းဖြစ်ကာအနေငယ်သောသူတွေသာအောင်မြင်စွာနဲ့ထွက်ခွာနိုင်ခဲ့ပါတယ်2020ခုနှစ်မှာ SIP လျှောက်လာ18000ကျော်ဆောင်ဆိုင်နေစေဖြစ်ပြီးတော့တချို့ကငားလေကျော်ဆောင်ဆိုင်ခဲ့ကြကြပါတယ်သူတို့ရဲ့ဘွားကအသက်ရှင်တန်ရဖို့အတွက်ဒစိမ့်တုံးထုတ်ပေးရမယ့်ချိန်ကိုထိုင်းဆောင်နေရတဲ့ဖြစ်ပါ ကံကောင်းပြီးတော့အာဖဂန်နီစတန်ကနေထွက်ခွာနိုင်ခဲ့တဲ့သူတွေကလည်းမရေရာတဲ့နာဂတ်ကိုရင်ဆိုင်နေရပါတယ်။တချို့ကတတိယနိုင်ငံတွေစီပြန်လွှဲပြောင်းပေးခံခဲ့ရပြီးတချို့ကစစ်စည်းစခန်းတွေမှာပိတ်မိနေကြပါတယ်။နံပါတ်ရှင်မြန်မာမြန်မာနိုင်ငံအကြောင်းကိုတော့တတိယနေ့မှာတင်းသိနိုင်မှာမဟုတ်ပါဘူး။တကယ်လို့သိရမှတ်ပုံဒီမှာမြန်မာပါနေတော့တိုင်းပြည်ကနေထွက်ခွာဖို့တော့မှ NDA များပြီးအမေရိကန်ကိုရောက်လာဖို့ဆိုတော့မဖြစ်နိုင်လောက်ပါပဲ။2021ခုနှစ်မှာမြန်မာနိုင်ငံဟာရှုပ်ထွေးမှုတွေထဲမှာဂမ်းမမြင်လက်မမြင်နဲ့နေမြုပ်ခဲ့ရပါတယ်။ဒီလိုသောပြည်တွင်းပြဿနာတွေကြောင့်လူပေါင်း1.6တန်းကျော်လောက်အုံရင်ဆုတ်ခွာထွက်ပြေးခဲ့ရပါတယ်။ဒါပေမဲ့အုံစရာကောင်းတာက အဲ့ဒီလိုအကြက်တဲတွေကြားတဲ့ကအမေရိကန်လူဝင်မှုအောင်အလွန်ကိုယောနေသွားပါတယ်လွန်မြောက်ဖို့မျှော်လင့်နေတဲ့ဒုက္ခတွေတရားတရားဝင်တားဆီးတွေကိုရင်ဆိုင်ခဲ့ရပါတယ်ခလုံးခွေလျှောက်ထားစေဒါမှမဟုတ်ပြည်လင်းနေရာချထားရေးလျှောက်ထားစေလူများပြဟောင်းလာပေါင်းများစွာတခါလီမှာနှစ်ပေါင်းများစွာကြံ့ကြံ့မှုခံစားနေရပါတယ်လုပ်ငန်းစီရပိုးရှိကြလာပြီးတဖြည်းဖြည်းနဲ့ထောက်ခောင်ဝင်ရောက်ဖို့တော့မသေးချာတော့ပါဘူးတကယ်တော့ဒီဖြစ်စဉ်နဲ့မတန်ခင်ကတည်းကမြန်မာနိုင်ငံဟာတင်းကျပ်တဲ့လူမှုကြီးကြပ်ရေးစစ်ဆေးမှုတွေကိုခံခဲ့ရပြီးသားပါ 2018ခုနှစ်မှာအမေရိကန်ပြန်ပိုရေးကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ပုံရှိတာကြောင့်မြန်မာနိုင်ငံပေါ်ဗီဇာပေးဆုံးမှုတွေချမှတ်ခံခဲ့ရပါတယ်။အဲဒီရလဒ်တွေကခွင့်ပြုချက်နဲ့ပါပြီးတော့ပေးဆုံးမှုတွေပုံများလာတာပါ။ကိုယ်နိုင်ငံပြည်စည်းသွားတဲ့အချိန်မှာပြင်ပကဘာမှလည်းတည်ပြီးတော့တုံ့ပြန်မှုမရှိတဲ့အခါဘယ်လိုခံစားရမလဲ။ကျွန်တော်အားလုံးသိဆုံးပါပဲ။နံပါတ်9 China American နဲ့နေနေမိတွေဟာအုတ်တီနဲ့ဖန်တီးထားတဲ့နေရံတစ်ခုတသက်မဟုတ်ပါဘူး။ဒိတ်စိနဲ့ပို့ပြီးတော့ဗျူဟာမြောက်တဲ့အရာတစ်ခုပါ။တကယ်လို့တင်ရတရုတ်နိုင်ငံကလာခဲ့မယ်ဆိုရင်အဲ့ဒီနေရံဟာနှစ်တိုင်းပို့ပြီးတော့မြင့်လာမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံကနေအမေရိကန်ကိုရွှေ့ပြောင်းနေတိုင်းမှုအောင်တချင်ကတည်ငြိမ်ပြီးတော့တိုးတက်နေခဲ့ပြီးမယ်လူများစုမမျှော်လင့်ထားတဲ့အတားအဆီးတွေနဲ့ဘလို့ရင်ဆိုင်ခဲ့ရလဲဆိုတာသိမယ်ဆိုရင်အံ့ဩတော့ပါလိမ့်မယ်ထရန်လက်ထက်တွေမှာကန့်သက်စီစဉ်မှုတွေအားနောက်ကမှပို့ပြီးတော့တင်းကျပ်လာပြီးဒုသဖြင့်တော့ကျောင်းသားတွေသူတီတီတွေနဲ့အစိုးရဌာနဆိုင်ရာတွေနဲ့ဆက်နေသူတွေအတွက်ဖြစ်ပါတယ်နောက်နောက်20ခုနှစ်မှာအမေရိကန်တရုတ်နိုင်ငံကဘွဲ့ရကျောင်းသားတွေသူတီတီတထောင်ကျော်ရဲ့ဗီဇာတွေကိုစီးရေးဆက်နေမှုတွေပေါ်မှာစိုးရိမ်မှုတွေကြောင့်ပယ်ဖျက်ခဲ့ပါတယ် အဲ့ဒီလူတွေများဆိုတော့တရုတ်စစ်တပ်နဲ့ဘယ်လိုမှဆက်နွယ်မှုမရှိဘူးဆိုတော့အတိအကျဆိုပေမယ့်တမိန်လောက်တာပါတင်အမေရိကန်မှာအာဂါသာအင်ဂျင်နီယာဘာသာရက်ကိုလေ့လာကျင့်သုဆိုပါတော့ဒါပေမဲ့တရုတ်နိုင်ငံကနေလျှောက်ထားမယ်ဆိုရင်တင်ရတန်တရားဝင်ခံရနိုင်ပါတယ် AI ဒါမှမဟုတ်ဇီဝနည်းပညာကိုသူတေသနာပြုကျင်နေဆိုရင်တချို့လုံးမှုဆိုတဲ့ဇာတ်ကားတစ်ခုနဲ့တင်းရဲ့လျှောက်သွားလေထဲမှာပျောက်ွယ်သွားနိုင်ပါတယ်။တင်းရဲ့ပြီးပေါ်မှာပညာတင်ချဖို့အိမ်မက်ဟာတင်းဘသူဘဝဖြစ်တယ်ဆိုတာကြောင့်မဟုတ်ဘဲနဲ့တင်းရဲ့နိုင်ငံကိုဘာတွေဆွဆွဲထားတယ်ဆိုတာကြောင့်မှအဆုံးသက်သွားခဲ့ရရင်လေတင်းဘလို့လုံးပါလေနိုင်ငံတကာចောင်းသားတွေရဲ့အများစုဖြစ်တဲ့ တရုတ်ဘွဲ့ကြိုကြောင်းသားယူတော်မှာကြန့်ကြာမှုတွေနဲ့ငင်းပယ်ခရယမှုတွေရင်ဆိုင်ခဲ့ရပါတယ်။နိုင်ငံတကာပညာရေး Institute ရဲ့ဆိုရ2019နဲ့2021ကြားမှာအမေရိကန်ကျောင်းတွေမှာတရုတ်ကျောင်းသားဥယျာဉ်15ရာခိုင်နှုန်းတွေကျဆင်းသွားခဲ့ပါတယ်။နောက်ပြီးတော့ကျောင်းသားတချို့ဟာလေးစိတ်တွေမှာစေစေးမင်းမြန်ခံရတယ်လို့ပြောပါတယ်။တချို့ကျောင်းသားတွေရဲ့ဖုန်းတွေကိုရှာဖွေခံရတယ်။ဒါမှမဟုတ်တဝက်တစ်ပြက်မှာကျောင်းထွက်ခိုင်းခံရပါတယ်။ဒါပြင်ခီးသွားလုပ်ငန်းရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်းမေးထားလို့တော့မရပါဘူး။နောက်ဆက်ရှိခုနေမှာတရုတ်သူတွေဒီဒီတို့ကအမေရိကန်ရဲ့ဗီဇာတက်တန်းတွေကိုတိုးတောင်းခဲ့ပြီးစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်ကြာချိန်တွေမြင့်တက်လာခဲ့ပါတယ်။နံပါတ်၁၀ကတ်စစ်တန်တရားဒီနိုင်ငံရဲ့အမေရိကန်ပြဿနာကိုတည်တင်းနေမှာမြင်ဘူးမှာမဟုတ်ပါဘူး။ဒါပေမဲ့2020ခုနှစ်မှာကတ်စစ်ဆာဟာလေးဘယ်တင်းစာမှာမှကောင်းကြီးပိုင်းမှာမပါပဲနဲ့အမေရိကန်ရဲ့ခီးသွွာလာခွင့်ပိတ်ပင်ခံထားရတဲ့စီးနေကိုတည်တည်သိသိရောက်ခဲ့ပါတယ်။အကြောင်းကိုသိမဲ့ဆိုတော့တရားအံ့ဩတော့ပါပါ။ ဲ့ဒါအကြမ်းဖက်မှုကြောင့်မဟုတ်ပါဘူးအကြမ်းဖက်မှုတွေလည်းမတက်ဆိုင်ပါဘူးအဲ့ဒါဟာစာရွက်စာတမ်းတွေနဲ့တက်ဆိုင်ပါတယ်အမေရိကန်ရရှိတွေရဲ့ဆိုရအောင်ဂတ်စစ်တာဟာပြည်ရင်းလုံခြုံရေးဌာနကလိုအပ်တဲ့သတ်မှတ်ထားတဲ့ကိုယ်ရေးအထောက်အထားစီစီချင်းတဲ့တရင်အချက်လက်ကိုမျှဝေခြင်းဆိုင်ရာသူရဲ့စံနှုန်းတွေကိုမပြည့်မီခဲ့ပါဘူးမှတ်ပါတယ်နေပညာပိုင်းဆိုင်ရာပြဿနာတစ်ခုကြောင့်သူတို့ပြည်ပင်ခံရတာပါရလနိုင်တဲ့အမြဲတမ်းနေထိုင်ခွင့်ရှောက်လောက်တွေပြည်ပင်ခံခဲ့ရပါတယ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်